ကျေးဇူးပါကျေးဇူးပါကျွန်တော်လည်းခုညဘယ်ခုဘယ်နိုင်ထိုးနေဟိုမမမြန်မာပြည်မှာ3နိုင်ပေါ့ရှင်မဒီမှာ4ခွဲပေါ့နော်စင်ကုန်တဲ့ဟိုနေရတနိုင်ခွဲกว่าတယ်ဒါကျွန်တော်အတွေ့အကြုံလေးပြပြလာမှာနော်ဘာလီမာတောင်မှသူက3ချိန်မတူဘူးသူ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 မြို့ပေါ့အမဂျကာတာမှာတနိုင်လောက်กว่าတယ်ဘာလီနဲ့ဆိုရင်ဟိုလောက်กว่าနိုင်တနိုင်လောက်กว่าတဲ့အချိန်ကအဲ့သူ့နိုင်ငံမှာဟို time zone ကတော့မရှိဘူးအဲ့လိုလိုမျိုးပေါ့နော်ဘာလီဘာလီရဲ့တဘောက စင်ကူစင်ကူကမြန်မာနိုင်ငံတနအိုက်ခွဲပဲအဲ့လိုပဲဘာလီနဲ့တနအိုက်ခွဲပဲကွာမြန်မာပြည်နဲ့စင်ကူတနအိုက်ခွဲထိုင်းဆိုရင်တနအိုက်ပေါ့နော်အဲလဲလဲလို့မျိုးပေါ့အခုကပြောရဲဆိုတော့လဲအဲ့လိုပဲကျွန်တော်ကရှောက်သွားတယ်အဲ့လိုစကားတွေပြောတယ်နားထောင်တယ်အဲအဲ့လိုမျိုးပေါ့နော်ဟိုအဲကြောင့်မို့ကျွန်တော်လည်းနည်းနည်းပါပြောနိုင်တာပေါ့နော်သွားရတာလည်းအကြောင်းသိတာပေါ့လေအဲ့တော့အဓိကခီးထွက်ပါနော်ခီးထွက်ဖို့အနည်းဆုံးတစ်နှစ်တစ်ခေါက်တော့ဟိုစူးစမ်းပြီးထွက်ပါပတ်စံစုပါနော်နောက်လာရင်မလုပ်နဲ့နော် ဟိုဘယ်လိုပြောမလဲကွာဟိုစီးပွားရေးဆိုလဲကျွန်တော်တို့အိဗယ်ကပုံမှန်ဝင်ငွေတော့ရှိတဲ့လမ်းကြောင်းတစ်ခုရှိရမယ်ပြီးရင် investment တစ်ခုကတော့ခိုင်မာတဲ့လမ်းကြောင်း investment ပေါ့နော်ဥမာဥမာပြောပြမယ်ကျွန်တော်ကြတော့ဟိုအိမ်ချမ်းမြေပဲကျွန်တော်လုပ်ခဲ့တာဆိုတော့အိမ်ချမ်းမြေနဲ့ပတ်သက်ပြီးတော့ investment လုပ်တာပြောကြတာမြေဝယ်မကြပါဘူးဟိုလုံခဲ့တဲ့ဆယ်ဆယ်စုနှစ်မဟုတ်ဘူးကွာငါးနှစ်ပဲပြောပါလုံခဲ့ငါးနှစ်ကမြေကွက်ဝယ်ထားရင်မြေကွက်ဝယ်ထားတဲ့ပတ်စံ300နဲ့ရှေ့ဝယ်ထားတဲ့300နဲ့ ရပိုတက်မလဲဥမာပြပြတယ်ကွာကိုကတော့မြေဆွဲတဲ့ဘဝတော့ဟွာကျွမ်းကျင်နားလဲမှာဖြစ်မှာပေါ့နော်ဒါကျွန်တော်တို့ကတော့ကြာပြီလीဟိုကျွန်တော်တို့တော့ဘာကျွန်တော်မိမလောက်တာပေါ့ကျွန်တော်ကဟိုအဲ့လိုကြီးလည်းမကျွမ်းပါဘူး तू ကကြည့်တတ်တယ်ဟိုတရားကိုဒီမြေကိုဒါဝင်ရမျက်နှာမျက်နှာ तू သိတာပေါ့နော်မန်လေးမှာလုံနေရဆိုလဲကြာပြီဟို तू ကျွန်တော်တို့ကစအိမ်နာတော့ဘလောက်တော့အဲ့လိုနော်2:30ပါနော်မြေစလောက်တာဘလောက်ရှိ15နှစ်လောက်ရှိနော် နေနဲ့ကွာနေကအနှစ်20 20ပါပဲ20ပါပဲအဲအဲ့အဲ့လိုမျိုးပေါ့နော်အဓိကကွာပုံကျွန်တော်တတနှစ်လုံးရှာတဲ့ပတ်စံတစ်ခေါက်ထဲနဲ့တပွဲထဲနဲ့တပွဲထဲနဲ့ပြီးရင်ပြီးသွားတာသူကသူတို့ရဲ့မြေရဲ့တဘောမြေရဲ့သမားတွေပြေရသူကဥမာကောင်း6လမကောင်း6လတော့ရှိမယ်ဥပမာပြောပြရင်နော်ဒါပေမဲ့မကောင်း6လလည်းသူတို့ကဘာလို့သူလားအေးဆေးပဲဘာလို့လဲမတော်ညီမယောင်းထွက်တယ်ငိန်သွားရင်လေသူအပေါင်းလုံငန်းအဲ့ညီပေါင်းလုံငန်းအယောင်းဝယ်ပုံစံမျိုး မှကွာလက်လွန်ကြက်တန်ဖြစ်တာပြီးကွာဆင်းရဲနေရတာပြီးကွာရောင်းမထွက်တာရင်တော့ဒီကြိုင်းမှာမလုပ်လို့သိလားအဲ့မြေကိုပြန်ချီးပြီးပြန်လှည့်နေကြတာအဲသူတို့သူတို့အမြေလောကအဲ့လိုပဲမန်လေးရတယ်ဟာတော်တော်လေးချမ်းသာတယ်တော်တော်လေးသုံးနိုင်ဖြုံးနိုင်တယ်မှာပါတယ်အဲ့တော့ပြပြတဲ့နေပဲကဟိုခုကနှစ်ခုကြတော့အချိန်တိတ်ခုကြတော့တိတ်မန္တလေးကတိတ်မကောင်းဘူးလေနော်လောလောဆယ်ချင်းဒါပေမဲ့လည်းဟိုမန္တလေးကတော့မန္တလေးပါပဲနော်ရွှေဘားကတော့ရွှေဘားပဲနော်တွက်နေသူရာသီပြပြီးဒဲကန္တာကြီးဖြစ်သွားအောင်နော်မန္တလေးဒီမန္တလေးပဲ မန္တလေးဒီချိန်မြေသူကသူက business hub ပေါ့လေဒီတိုင်းပြည်ရဲ့အလဲကောင်ဖြစ်နေတာဟိုအစုံမဲ့ဖြစ်နေတာဟိုအဲ့တော့ဒီဒီမန္တလေးရဲ့မြေစီကတော့ကြောက်တော့မလွယ်ဘူးပေါ့နော်ဘူးမလည်းချမရောက်ဘူးပေါ့လေဘူးမပြပြတာပေါ့နော်မြေနဲ့ပတ်သက်ပြပြတာ